Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Brian Ambuemo ကိုခေါ်ပြီးတာနဲ့တိုက်စစ်မှုစစ်စစ်တယောက်ကိုထတ်ခေါ်ဖို့ကြိုးပမ်းနေတဲ့ Manchester United အတွက် Victor Osimhen ကိုခေါ်ယူနိုင်ဖို့အခွင့်အရေးတွေပိုရှိလာမလားပေါ့လက်ရှိမှာ Fabrizio Romano ကနေပြီးတော့သူတို့ဒီ Osimhen နဲ့ပတ်သက်တဲ့သတင်းကိုသူတင်ထားတယ်ပေါ့နော်အပြောရလဲဆိုတော့ Victor Osimhen ကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့ Ehela အသင်းရှိပြီမဲ့လို့လက်ရှိမှာ ဘောတူညီမှုရဖို့ဟာပိုပြီးတော့ဗောနော်ဝေးလာပြီဖြစ်တယ်ဗောဒါအပြင်နှစ်ဦးကြားအဆင်ပြေတယ်လို့ထင်ရပေမဲ့လက်ရှိမှာကစားမဖြစ်သူတွေလုံးဝသဘောတူညီမှုရဖို့အဆင်မပြေတော့ဘူးဂလာတာဆာရီရဲ့ဘက်ကလည်းဒီအိုစီမန်ကိုခေါ်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေလို့ခေါ်နိုင်ချေရှိတဲ့အခြေအနေမျိုးမှာလည်းသူတို့ရှိနေတယ်သို့တော်လည်းပဲနာပိုလီလိုချင်တဲ့ယူရိုတန်80ကိုပြီးမပြီးတော့စောင့်ကြည့်ရမယ်ဗောနော်ဆိုတော့အဟီလာနဲ့ဗီတာအိုစီမန်ရဲ့ကြားထဲမှာအဆင်မပြေဖြစ်နေပြီးတော့ သဘောတူညီမှုရဖို့ကလည်းဝေးလာပြီပေါ့နော်ဆိုတော့ဒီအပြောင်းအရွှေ့သဘောတူညီမှုဟာအဲဟေလာနဲ့သူတို့ခြားထဲမှာ collapse ဖြစ်ဖို့ကျွန်တော်တို့သာများလာပြီပေါ့ဆိုတော့ဒါဒီကိုရီအတွက်အခွင့်အရေးဖြစ်လာမလားပေါ့ကိုရီကရောတကယ်လက်ရှိမှာအိုစီမန်ကိုခေါ်ဖို့ကြိုးပမ်းပါမလားပေါ့နော်ဒါကတော်တော်လေးစိတ်ဝင်စားမှုကောင်းတဲ့အရာဖြစ်လာပြီကျွန်တော်တို့ကတော့လက်ရှိမှာဒါအမ်ဘူမူကိုခေါ်ဖို့ကြိုးပမ်းနေတယ်ဆိုတော့တိုက်စစ်မှုစစ်စစ်နဲ့ပတ်သက်လို့ရှိရင်တကယ်ထိရောက်တဲ့အပြောင်းအရွှေ့တွေလုပ်နေတာဘာမှကျွန်တော်တို့သတင်းမထွက်သေးဘူးပေါ့နော်ဒါပေမဲ့လည်းလို့ တို့ဒီ Vita Group မနက်ကတည်းကတို့ပြောခဲ့တဲ့အတိုင်းပဲ Gukres က Manchester United ကိုပြောင်းဖို့လမ်းဖွင့်ထားတယ်လို့နော်။ဟိုတဲ့ဟိုတနည်းက Athletic က Lodi ကိုပြောထားသလိုပဲ Manchester United ကပေါ့နော်တိုက်စစ်မှာ Osimhen နဲ့ပတ်သက်တဲ့ကျွန်တော်ဒီလောက်ခလာစာကိစ္စတွေကိုပြန်ပြီးတော့ဒါဆွေးနွေးနေတယ်ပေါ့နော်ကျွန်တော်စီစစ်နေတယ်တို့ဒါမျိုးသတင်းတွေထွက်လာတယ်ဆိုတော့အတင်းအတွက်တိုက်စစ်မှုနေရာမှာလဲ Osimhen ကိုမျောလင်းလို့ရာသေးတဲ့အခြေအနေမျိုးဖြစ်နေတယ်။ ဟိုတခြားကလပ်အသင်းတွေရဲ့ဘက်ကဒါဥဥပြပြခေါ်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့တိုင်ပင်ပတ်သွားမှာပေါ့လေကိုရီမာကပြက်တက်လာရှိရကိုအသင်းကယူရိုပါလိချန်ပီယံစ်လိဝင်ခွင့်မရတဲ့ပြက်တနာပြီးလို့ရှိရင်ကျွန်တော်တို့ဘောနော်ပြောင်းရွှေ့ကြည့်အတွက်ငွေသုံးနိုင်ဖို့ဘောနော်ဆိုလို့ရှိရင်လူရောင်းဖို့လူတယ်လူမရောင်းရသေးတဲ့ပြက်တနာလောက်ခလာစားတွေအများကြီးပြီးတော့တဲ့နော်အချင်းကြီးမဟုတ်တော့တဲ့ပြက်တနာဓာရီမျိုးတွေကျွန်တော်ရှိတယ်အသင်းကအရင်နှစ်တည်းလိုမျိုး တကယ်ကောင်းနေဆိုတဲ့ကစားမားတွေကိုခေါ်တဲ့အခါအသင်းကိုလွယ်လွယ်ကူကူခေါ်လို့ရအောင်လို့လစာ3သိန်းပေးမယ်2သိန်း8တောင်းပေးမယ်3သိန်းဝယ်ပေးမယ်ဒါမျိုးတွေပြီးခေါ်တော့တာမဟုတ်ဘဲနဲ့ Ineos ဒီအတိုင်းတာတစ်ခုဒီကစားမားတွေကိုပေးတဲ့လောကလစာပမာဏတွေကျွန်တော်တို့သာ short ချနေတယ်အသင်းမှာလစာတအားများလုံးပြီးတော့ဘာရှိသွမ်းမှကောင်းကောင်းမပြနိုင်တဲ့ကစားမားတွေကိုလည်းရောင်းထိုးဖို့သူတို့သာကြိုးပမ်းနေတယ်ဒါကြောင့်ဘောတော့ UCMAN တို့ပါတော့ကိုခေါ်ဖို့ဆိုရင်ဒါလောကလစာပြည်တနာတွေက ဟိုကြီးနိုင်သေးသလားပေါ့ဘာလို့လဲဆိုတော့ Chelsea တင်းရဲ့ဘက်ကအိုစီမန်ကိုခေါ်ဖို့ကြိုးပမ်းမှုတယ်အိုစီမန်ရဲ့လစာတအားများလွန်ပြီးတော့သူတို့ဒီအနေနဲ့ပေါ့နော်ဒါအပြောင်းအရွှေ့မဖြစ်ခဲ့တာနော်အခုလည်းရှိ Vita Gugres 2ဆိုလို့ရှိနေပဲဒီတိုင်းပဲလောက်ခလာစာတွေကကျွန်တော်ပေါ်သေးသေးတော့ရမှာတော့ကျွန်တော်မဟုတ်ဘူးအိုစီမန်တို့ဘာလို့ကိုခေါ်မင်းဆိုလို့ရှိနေပဲတပတ်ကို3သိန်းလို့3သိန်းခွဲလို့လောက်ထိပေးရနိုင်မယ့်အခြေအနေမျိုးဒါတွေဟာအတင်းအကျပ်တော်တော်ကို risk များပါတယ်ဆိုတော့အတင်းဘက်ကလည်းအဲ့ဒလိုတွေထပ်ပြီးတော့ပြီးဖို့မကျူးပန်းတော့တာဘာညာနဲ့ တော်တော်လေးတော့ဗောနော်ဘယ်လိုပြောမလဲဟိုခေါ်ဖို့ကကစားမတွေတို့ခေါ်ဖို့ကတော်တော်လေးတော့ခင်းရင်လာတဲ့ဆောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေဘာပဲပြောပြောဒါအသင်းတွေအခွင့်အရေးပဲနော်ဂလာဒါဆာရီကခေါ်ဖို့လုပ်နေတယ်ဆိုပေမဲ့လို့သူတို့ကတော့အပြည့်အစုံခေါ်ဖို့ဆိုရင်ပေါင်တန်း60တို့ဘာလို့တုံးရမယ်ဆိုတော့သူတို့ခေါ်ပါမလားပေါ့ဂလာဒါဆာရီကအဲ့တလောက်ကြီးခေါ်တာမဟုတ်ဘူးလေနော် ဟိုကစားမကတော့ကလာတာဆာရီနဲ့အဆင်ပြေနေတယ်ဆိုပေမဲ့လေလို့ဒါဟာအငားသွားကစားတာကိုအပြည့်သက်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဥရောပထိပ်တန်းလိဂ်တွေကိုသူပြန်ပြီးတော့ကစားခြင်းလာမလားနော်ဥရောပထိပ်တန်းလိဂ်ကလပ်တင်းတွေကို ပြန်ပြီးတော့ကစားဖို့သူလှည့်လာခြင်းလဲလှည့်လာမှာဒီကြတာကတော့သူ့အနေနဲ့နာပိုလီကိုသွားဖို့ကတော့အဆင်မပြေတော့ဘူးနာပိုလီမှာဆက်နေမှာမဟုတ်ဘူးပရီးမီးယားလိဂ်ကလပ်တင်းတွေရဲ့ဘက်ကလည်းအိုစီမန်ကိုထိထိရောက်ကျူးပန်းနေတာတွေဘာမှကျွန်တော်မရှိသေးဘူး တော့ဘာမှမရှိသေးဘူးဆိုတော့လက်ရှိသူ့ကိုခေါ်ချင်ပါတယ်ဆိုတော့ငွေဒီအများကြီးပေးနေတဲ့ sorry club အဟီလာနဲ့သူနဲ့ကြားထဲမှာလည်းအချင်းကြီးတွေမဟန်တော့ဘူးဆိုတော့ Manchester United တို့ကျွန်တော်ကျူးပန်းရင်အခွင့်အရေးရှိနိုင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့အနေနဲ့ Champions League ဝင်ဝင်မရတာပဲကျွန်တော်ရှိတာဗျာဒါပေမဲ့လို့ကစားမကောင်းတွေကိုဆွဲဆောင်နိုင်နေတယ်ဦးမယ်အတင်းရဲ့ဘက်ကဆိုတော့ Osimhen ကိုလည်းကျွန်တော်အနေနဲ့ကျူးပန်းမယ်ဆိုရင်ဆွဲဆောင်ရင်ဆွဲဆောင်နိုင်မှာပဲတခုရှိတာက Vita Osimhen တို့ပေါ့နော် Martita တို့ဟလာပြီးလို့ရှိရင်ကျွန်တော်လက်ရှိ Vita Gyökeres တို့ ဒီလိုကစားသမားတွေကိုကျွန်တော်ဘယ်သူကိုခေါ်မလဲပေါ့เนาะကျွန်တော် choice တွေကကိုဒီမှာရှိနေတယ်တကယ်အလုပ်လုပ်ဖို့ပဲကျွန်တော်လိုတာအဲ့ဒီအတွက်လည်းကျွန်တော်ကငွေကမရှိသေးတဲ့ခါကျတော့အတင်းတွက်တော်တော်လေးတော့တိုင်ပတ်တယ်အမူမူရဲ့အပြောင်းရွှေ့ကလည်းသဘောတူညီမိကြဖို့ကြိုးပမ်းနေရသေးဆိုတော့ကျန်တဲ့အပြောင်းရွှေ့တွေကတော့နောက်နှေးနေတယ်ဒါပေမဲ့လို့ပေါ့เนาะ tight stick ခေါ်မယ်ဆိုရင်အဲ့ဒါလိုရွေးချယ်စရာတွေ3-4ယောက်ရှိနေတာဖြစ်တဲ့အတွက်ဘယ်သူကိုအတင်းဘက်ကရအောင်ခေါ်သွားမလဲကျွန်တော်ကြည့်ရမှာပဲညီကလေးအနေနဲ့ရော အိုစီမန်ကိုရောက်အောင်ခေါ်ဖို့ကြိုးပမ်းသင့်တယ်လို့ထင်လားဗီတာဂူခရက်စ်ကိုခေါ်ဖို့ရောက်အောင်ကြိုးပမ်းသင့်တယ်လို့ထင်လားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်